ဒီနေ့တော့ကလင်းမောက်တိုင်အဖွဲ့ကတဘဝပတ်ဝန်းကျင်ထိမ့်သိမ်းဆိုင်ရာတည်နှံအတွက်တည်နှံသားခိုးယူနေတဲ့တည်။နောက်ချုံမြို့ကိုစစ်ကောင်စီကလေးချောင်းတိုက်ခိုက်ဒေသခံ၃ဦးပွဲချင်းပြီးတိဆုံပြီးတဦးထိခိုက်ဒဏ်ရာရတဲ့တည်။မုံရွာတပိတ်ကောင်းဆောင်ကိုဝေမိုးနိုင်ထောင်ပြောင်းနေစဉ်ညိုင်းနဲ့ခံရပြီးထောင်ဝင်စာအဲ့သွေးခွေကက်သက်ပြီးတိုက်ပိတ်ခံရတဲ့တည်။ဒီနေ့ဇွန်လလ၂ရက်ဖရက် FN ရဲ့နေ့စဉ်တည်နဲ့နိုင်ငံတကာတည်တွေကိုတင်ဆက်ပေးပါမယ်။ ဂရင်းနီပြည်ဒီမော့ဆိုအနောက်ချမ်းတနေရာမှာတဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးဆိုင်ရာနဲ့ပတ်သက်ပြီးပြည်သူလူထုဦးဆောင်တဲ့တဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးဆိုင်ရာပြောင်းလဲခြင်းအရွေ့တည်တဲ့ group for change ကိုအခမဲ့တင် जा ပေးသွားမယ်လို့ကလင်းမသိအဖွဲ့ကတာဝန်ရှိသူတွေစီကနေသိရပါတယ်။အဆိုပါတင်နန်းကို9ရက်တာဖွင့်လှစ်မှာဖြစ်ပြီးတစ်တော့ပြန်လဲတည်ထောင်ခြင်း၊ရာသီဥတုပြောင်းလဲခြင်း၊ရေရှည်တည်တဲ့နဲ့စိုက်ပျိုးရေးနည်းစနစ်အပြင် သဘာဝမြေဩဇာနဲ့ပိုးသက်စေလုပ်နည်းတွေကိုတင် जा ပေးမယ်လို့သိရပါတယ်။အခုလက်ရှိအချိန်မှာတော့ဘတ်ဂျက်အခြေအနေကြောင့်လူဦးရေ15ဦးကိုသာခေါ်ယူတင် जा ပေးနိုင်အောင်မှာဖြစ်ပြီးအဲ့ဒီတည်တန်းတွေကတစ်စိပြန်လဲမျှဝေပို့ချနိုင်တဲ့အထိတင် जा ပေးသွားမယ်လို့လည်းသိရပါတယ်။အဆိုပါတည်နှံကိုတဲရောက်ချင်တူရိအနေနဲ့ဇူလိုင်လ10ရက်နေ့ကိုနောက်ဆုံးထားပြီးတော့ကလင်းမောက်တိတ်ဖွဲ့ရဲ့ Facebook လူမှုကွန်ရက်ဆာမျက်နှာရဲ့ message ချက်ပေါက်မှာစည်ရင်းပေးသွင်းနိုင်ပြီး တည်တန်းကိုအခုလဇွန်လ14ရက်နေ့ကနေ16ရက်နေ့အထိတင်ကြားပေးသွားမှာလို့လည်းသိရပါဗျ။ရှမ်းပြည်နယ်နောက်ချိုမြို့က30ကျေးရွာကိုစစ်ကောင်စီတပ်က Jet Fighter လင်းရင်နဲ့၄ချိန်ခန့်ပုံကျဲတိုက်ခိုက်ခဲ့ရာကြောင့်ဒေသခံအမျိုးသား၃ဦးပွေချင်းပြီးတိစုံခဲ့ရပြီးတော့တဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ရဲ့စီရင်နီစင်သူထံတွင်ကနေသိရပါဗျ။မနေ့ကဇူလိုင်လ3ရက်နေ့လယ်3နာရီနောက်ပိုင်းကစပြီး ဂျက်ဖိုက်တာလင်းရင်နဲ့စေချိန်ခက်ပုံကျဲခဲ့တာဖြစ်တယ်လို့သိရပါတယ်ဒါအပြင်30ကြေးရွာကဒေသခံနေအိမ်နှလုံးနဲ့ဖုံးကြီးကြောင်းနှလုံးလည်းထိမှန်ပျက်စီးခဲ့လို့သိရပါဗျ။ပြီးခဲ့တဲ့ဇွန်လ29ရက်နေ့ကလည်းရှမ်းပြည်နယ်ကြောက်မဲမြို့ကိုစစ်ကောင်စီတပ်ကဂျက်ဖိုက်တာလင်းရင်နဲ့နှစ်ကြိမ်ပုံရှစ်လုံးလောက်ကျဲချခဲ့တာကြောင့်အရက်သား6ဦးထိခိုက်ဒဏ်ရာရခဲ့ပြီးဖုံးကြီးကြောင်းနှစ်ကြောင်းစာတင်ကြောင်းတစ်ကြောင်းနဲ့နေအိမ်14လုံးထိမှန်ပျက်စီးခဲ့ပါဗျ။ မုံရွာတပိတ်ကောင်ဆောင်ကိုဝေမိုးနိုင်ခေါ်ပန်တာနဲ့နိုင်ငယ်ရေးအကျဉ်းသားအချို့မန္တလေးဥပုထောင်မှာရိုက်နေခံခဲ့ရပြီးကိုဝေမိုးနိုင်နှစ်ဖူးခွဲတန်ရန်ရရှိခဲ့ကထောက်ဝင်စားအသွေးခွင့်ကတ်တန့်ပြီးတိုက်ပိတ်ခံထားရတယ်လို့နိုင်ငယ်ရေးအကျဉ်းသားများကိုရက် PPNM ကတင်ထုတ်ပြန်လာပါတယ်။ပြီးခဲ့တဲ့ဇွန်လ12ရက်မနေ့ဆက်တနိုင်ဝန်းကျင်မှာကိုဝေမိုးနိုင်အပါအဝင်နိုင်ငယ်ရေးအကျဉ်းသား200ဝန်းကျင်ကိုမုံရွာထောက်ကနေမန္တလေးဥပုထောက်ကိုပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ပြောင်းရွှေ့ခံရတဲ့နေ့မှာပဲထောင်ဘူးဝမှာတင်အကျဉ်းဝန်ထမ်းအရာရှိတူကတန်သုံးနဲ့ရိုက်နေခဲ့တဲ့အတွက်ကိုဝေမိုးနိုင်နှစ်ဖူးခွဲတန်အရာရှိခဲ့ပြီးတတိလိမိမျောခဲ့ကအရေးပေါ်ဈေးကူတောက်ခွင့်မပေးတဲ့အပြင်တတိရလာတဲ့တပြိုင်နဲ့ပြည်တန်တိုက်ကိုပို့ပြီးတော့တန်ချေချင်းခတ်ထားခံရတယ်လို့ PPNM ရဲ့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။မုံရွာတပိတ်ကောင်းဆောင်ကိုဝေမိုးနိုင်ကိုစက်ကောက်စီကပုံမှန်905ကကြီး6မူရစတန်ကြီးပုံမှန်148 ုံမှန်25အပါအဝင်ပုံမှန်10ခုကျော်နဲ့တရားစွဲဆိုပြီးထောက်ဒဏ်84နှစ်ချမှတ်ထားတာဖြစ်ပါတယ်။စစ်ရေးပြင်းထန်နေတဲ့ဖားဆောင်မြို့သိမ်းတိုက်ပွဲမှာစစ်ကောင်စီရဲ့လက်နက်ကြီးထိမှန်ပြီးတော့ပြီးခဲ့တဲ့ဇွန်လ28ရက်နေ့မှာဂရီနီပြည်ပြည်ထုလွတ်မြောက်ရေးတပ်မတော် KPLA ဗဟိုစစ်ဦးတပ်ရင်းအမတ်6နှစ်6တက်ခွဲတေကာတူးတက်ခွဲမှုရိုဘဲတို့ကြဆောင်ခဲ့တယ်လို့သိရပါဗျ။သူဟာတက်ရင်မှာ၄နှစ်ဝန်းကျင်တာဝန်ထမ်းဆောင်ခဲ့က အနေအေးတဲ့သူဖြစ်ပြီးတော့တိုက်ပွဲအတွေ့အကြုံအတန်အသင့်ရှိတဲ့သူဖြစ်တယ်လို့တဲ့ရင်အတွေ့အားကိုရတဲ့သူတက်ခွဲမှုဖြစ်ပြီးဇွန်လ30ရက်နေ့မှာသူ့ရဲ့ဇာပနာကိုကျင်းပပြုလုပ်ပေးခဲ့တယ်လို့သိရပါဗျ။တလအတွင်း KPLA တဲ့ရင်အမှတ်6နဲ့6ကရဲဘော်2ဦးကြဆုံခဲ့ရပြီးတော့တဲ့ရင်တီထောက်ချိတ်ကစပြီးလက်ရှိအချိန်ထိရဲဘော်22ဦးကြဆုံခဲ့တယ်လို့သိရပါဗျ။ဂရီနီပြည်ဖာဆောင်မြို့တိုင်တိုက်ပွဲမှာကြဆုံခဲ့တဲ့ ကရီနီအမျိုးသားများကကွယ်ရေးတပ် KNDF တဲ့ရင်အမတ်ရှိဒုတဲ့ရင်မူမာနွေးလေခေါ်ဝစ်စတန်ရဲ့ဇာမနာကိုဒီမိုဆိုအနောက်ခြမ်းတနီယာမှာပြီးခဲ့တဲ့ဇွန်လ28ရက်နေ့မှာပြုလုပ်ခဲ့ပါတယ်။ဖာဆောင်မြို့ဒိတ်တိုက်ပွဲအတွင်းဇွန်လ26ရက်နေ့မှာစစ်ကောင်စီတပ်ရဲ့ဝိုက်တွဲလေရင်က ပုံတီးထိမှန်ကြဆုပ်ခဲ့ရတာဖြစ်ပါတယ်။ဒုတဲ့ရင်မူဝစ်စတန်ဟာဒုတဲ့ရင်မူတာဝန်ထမ်းဆောင်တာတနစ်ကျော်ရှိပြီးဖြစ်ပြီးကြဆုပ်ချိန်မှာအသက်30နှစ်ရှိပြီလို့သိရပါတယ်။ ဇွန်လ26ရက်တနေ့ထဲမှာပဲစကောင်စီနဲ့ထိတွေ့တိုက်ပွဲအတွင်း KNDF တပ်ရင်း၈ကဒုတင်ရင်မူဝစ်စတန်အပါအဝင်တက်ခွဲတစ်တက်စိတ်မူဇော်ဝမ်းနဲ့တက်တာစတီဗင်တို့လည်းချဆုပ်ခဲ့ရတယ်လို့ KNDF တပ်ရင်း၈ကမနေ့ကတင်ထုတ်ပြန်ထားပါတယ်။အခုဆက်ပြီးတော့နိုင်ငံတကာတင်တွေကိုကြားရမှာပါ။အပူချိန်အလွန်မြင့်တဲ့နေရာကြောင့်အီတလီနိုင်ငံမှာအဆောက်အဦအပြင်ဖက်မှာလှုပ်ရတဲ့အလုပ်တွေကိုရှော့ချထားတယ်လို့ ပြည်တည်နိုင်ငံကစာတင်ကြောင်းတွေလည်းပိတ်ထားရပြီးတော့တူရကီနိုင်ငံမှာမနစ်ကအင်ဂါနီကတောမီလောက်ကျွမ်းမှုဖြစ်ပွားစေခဲ့တဲ့ဥရောပအပူလိုက်ဟာဒီနေ့မှအရန်စောတဲ့အပူလိုက်ကြောက်ချင်းဖြစ်ပြီးချွေရင်ချက်ဖြစ်တယ်လို့မိုးလေဝသပညာရှင်တွေကပြောပါတယ်။စပိန်၊အီတလီနဲ့လက်တန်းလိုဥရောပမြောက်ပိုင်းမြို့ကြီးတွေမှာလည်းအပူချိန်မြင့်တက်နေပြီးဥရောပဟာကမ္ဘာလုံးဆိုင်ရာပြင်းပြအမြန်နှုန်းထက်နှစ်ဆပိုမိုပူနွေးနေပြီး ကမ္ဘာအမြန်ဆုံးပူနွေးတဲ့တိုက်ကြီးဖြစ်လာနေတယ်လို့ဥရောပသမဂ္ဂရဲ့ကော့ပါနီကတ်ယာဒီဥတုပြောင်းလဲမှုဆိုင်ရာမှုဆောင်မှုကပြောပါတယ်ဥရောပသမဂ္ဂကကောက်နံအများဆုံးထုတ်လုပ်တဲ့ပြည်တည်နိုင်ငံမှာတော့လေသမားတွေဟာနေ့လယ်ပိုင်းအပူချိန်ကိုရှောင်ရှားဖို့ညလုံးပေါက်ရိတ်သိမ်းနေကြရတယ်လို့သိရပါဗျ။အစ္စရေးရဲ့အီရန်အပေါ်တိုက်ခိုက်မှုနောက်ပိုင်းအီရန်စစ်တပ်ကပြီးခဲ့တဲ့လကပါရှန်ပင်လယ်ကွေ့ကရေတပ်တင်မော်တွေမှာ မိုင်းတွေတင်ဆောင်ခဲ့တာနဲ့ပတ်သက်ပြီးတီဟီရန်ကဟော်မုတ်ရေလက်ကြားကိုပိတ်ဆို့ဖို့ခြေလှမ်းပြင်နေတာမျိုးဖြစ်လာမှာကိုအမေရိကန်ကစိုးရိမ်နေတယ်လို့အမေရိကန်အရာရှိနှုတ်ဦးကပြောကြားခဲ့ပါတယ်။အမေရိကန်ထောက်လက်ရေးကစုံစမ်းတွေ့ရှိခဲ့တဲ့အခုလိုပြင်ဆင်မှုတွေကဇွန်လ17ရက်နေ့ကအီရန်အပေါ်အစ္စရေးကကနအူးသုံးကြည့်နဲ့တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာဖြစ်ပေါ်လာတာလို့အမီမဖော်လို့သူအရာရှိတွေကပြောတာပါ။ရေလက်ကြားမှာအခုလိုမိုင်းတင်တင်မောတွေရှိနေတာက တီဟီရန်အနေနဲ့ကပအစီကားဆုံးတင်းပေါ်ကုန်တွေလမ်းကြားတွေထဲကတစ်ခုကိုပိတ်ဖို့အလေးအနက်ထားနေပြီဒါဟာပြင်းထန်နေပြီးတာပြိပခါကိုအရှိန်ပိုမြင့်လာစေပြီးကပလုံးဆာယာကူတန်ရဝယ်ရေးကိုဘေးကျက်နှံ့ချက်ဖြစ်သွားစေမယ်လို့ရှာမှုခုဖြစ်လာမယ်လို့ပြောကြပါတယ်ဟော်မုတ်စီလေဂျာကအိုမန်နဲ့အီရန်နိုင်ငံသားမှတည်ရှိနေပြီးတော့အိုမန်ပင်လယ်ကွေ့ပါရှန်ပင်လယ်ကွေ့နဲ့အာရီဗျပင်လယ်တို့ကိုချိတ်ဆက်ထားတာဖြစ်ပြီ ကပရေနံနဲ့တဘာဝဓာတ်ငွေကုတ်သွဲမှုရဲ့ငါးပုတ်သပုံဟာဒီလန်းသားကိုအတုံပြုတ်ကုတ်သွဲနေတာဖြစ်ပါတယ်။ဒီတရင်းတွေကိုရိုက်တာတည်င်းဌာနကကိုးကားဖော်ပြထားတာပါ။ဒီနေ့ဇူလိုင်လ၂ရက်ဖရက်အဖိုင်ရဲ့နေ့စဉ်တည်င်းနဲ့နိုင်ငံတကာတည်င်းတွေကိုကြားခဲ့ရပါကျွန်မအင်နီပါရှင်။